်တပောင်မရှိဘူးဒီထက်မှပဲတဝဲလဲလဲနေကြတယ်ကမ္ဘာလူသားတွေကိုကြည့်လိုက်မြတ်စွာဘုရားတရားကိုမနာရတဲ့လူတွေကြည့်လိုက်ဒီလိုထက်ပေါက်ဆိုတာသူတို့ရှာလုံးတွေ exit မရှိဘူး exit မရှိတော့ဒီထက်မှပဲပျော်ဒီထက်မှပဲနေဒီထက်မှပဲသေးဒီထက်မှပဲပြန်မွေးဟောဒီလိုပဲနေမှာတန်လျာကြီးတဲ့မှာထက်ပေါက်မရှိလူအသက်မှဟိုအနှစ်တရာမပြည့်ရဘူးထောင်ချထားတာအနှစ်တထောင်ဆိုတော့ဒီထက်မှပဲနေရမှာပဲထားတော့ဒီထက်မှပဲနေဒီထက်မှပဲသေချာမှာပဲလေ တဏှာထောင်ကြီးကဘယ်သူမှမလုပ်နိုင်ဘူးလေဟောကြည့်ရသော်ပြားကကြုံလွားတဲ့နေတစ်ခုကိုပြောလိုက်အေးကာမဂုဏ်အာယုန်နေနဲ့ဝန်တာနေတာတွေကိုတဲ့ဟောဒီနိခမတိတယုံနဲ့ဓမ္မသင်္ခါရတွေကိုဆင်ញင်နိုင်တဲ့ဝိပဿနာဉာဏ်ပေါ်မှာဝန်တာမှုဖြင့်ဖယ်ရှားဖြစ်ပါတယ်ဒါနဲ့ကြုံလွားလိုက်ပါဟောတဆင့်ကြော်ပြီးသားဖြစ်သွားတယ်ဒါကသဘာဝတူခြင်းဖယ်ရှားတဲ့နေစနစ်ပေါ့သောမနတ္တကိုသောမနတ္တနဲ့ဖယ်တာ ဝန္တာမှုဝန္တာမှုနဲ့အစားထိုးတာပဆုံးရှုံးမှုသူက happy ပါပဲတာလေနော် happy တော့ happy ပဲသို့သော်ဘာကြောင့် happy တာတုံးဆိုတာကျတော့ကွာသွားတယ်ပေါ့ happiness တွေပဲအဲ့တော့ကောင်းကောင်းအာယုန်တွေချောင်းဖြစ်ပေါ်နေတဲ့ဝန္တာမှုကိုတဲ့ဒီဝိပဿနာဉာဏ်ကိုအာယုန်ပြုတ်ပြီးတော့ဖြစ်ပေါ်လာတဲ့ဝန္တာမှုနဲ့အစားထိုးဖယ်ရှားကြော်လွှားအောင်ကြိုးစားပါလို့မြတ်စွာဘုရားဒါခိုင်းတာဒီအကျင့်အကျင့်ပါလို့ဆို